ရွှေဖနှတ်မှာအစိမ်းရောင်ကြက်ချီကနဲ့ကောင်မလီမင်္ဂလာပါကိုလူတို့အခုကျွန်တော်တင်ဆက်ပေးမှာကတော့ဇိုင်းဆရာတာယာမင်းဝေရဲ့ရွှေဖနှတ်မှာအစိမ်းရောင်ကြက်ချီကနဲ့ကောင်မလီဆိုတဲ့ဝတ္ထုဇက်သိမ်းပိုင်းပဲဖြစ်ပါတယ်နားစင်ခန်းစားအားပေးကြပါဦး ကေခိုင်ခေါ်တံကိုကြားရတယ်။နှင်းရဲ့ထူးတံကိုတော့မကြားရဘူး။နှင်းရောက်နေသလား။တိတ်လာပြီလား။ကျွန်တော်ကူလေးကသွေးတွေပူနွေးလာတယ်။နှင်းဟိုကေခိုင်ညံစမ်းတစ်ခုမေးမလို့အမှားကြီးပဲ၅ခုနှင်းဖြည့်ပေးနိုင်မလား။ကေခိုင်မေးတာတွေကိုမှန်တယ်မဖြည့်ရဘူးလေ။၅ခု မှန်တာဖြေမိရင်နှင်းရှုံးမယ်ဘလို့လဲဖြေချင်ပါဦးကေခံရဲ့ရည်ရတယ်နှင်းရဲ့ဟွန်းထားလိုက်ပါ မဖြေချင်ဘူးအမားတွေဖြေပြမှနိုင်ရမယ်ဆိုလေမနိုင်ချင်ပါဘူးရှုံးတာမှမြက်သေးတယ်အဲကိုကောက်ရွေးရည်တန်ကြီးကတဟားထွက်လာတယ်မှတ်တာ အဲ့ဒါနှင်းစီဖြူကွာဘာအောက်မေ့လို့လဲကေခမ်းရလေရှက်ရည်ရည်ရင်ဝန်ခံရှာပါတယ်음နှင်းပြောတာမှန်ပါတယ်ဒါပေမဲ့ကေခမ်းကနှင်းနှုံးနေပင်မန်းနေတော့ရွှင်ရွှင်လန်းလန်းဖြစ်သွားအောင်အပြောင်အပြက်နောက်မလို့ဩနှင်းလေမရွှင်မလန်းဖြစ်နေတဲ့သဘောပေါ့နှင်းရဲ့ ငါနဲ့ကိုပြောပြခြင်းတယ်ငါဘွားတွေကငါစိမ့်စိမ့်လန်လန်တွေ့တာခဲ့ရတဲ့လာမင်းမလေးအကြောင်းမို့ငါနဲ့ကိုအယံတရီရတယ်သွားကြမိတော်တွေကိုကျွန်တော်စိတ်တွေဖြန့်ကျဲပစ်ချလိုက်တယ်မိကိုလူလွန့်လောင်ကျွမ်းကြလွမ်းအာယုံတွေတမုံချင်းပြဖြစ်ကြ ကိုကောက်ရွရဲ့အသံအောအောကြီးပေါ်လာတယ်။ကဲအကြော်ရပါပြီခမညာ။ရည်တန်းနေစကားတန်တွေစီညံလာပြန်နေ။အကြော်ဒီပကံနဲ့ထဲကျဆွဲယူကြ။ဘာသံမှမကြားရအောင်ငြိမ်နေကြတာကကျွန်တော်နဲ့နှင်းပါပဲ။အဲ့ဒီချင်းစိတ်ထဲမှာမီလီယံတွေလူးလွန်နေတော့ ဟေးသွေးကြိုးတွေဖြင်းကနေဖြစ်သွားတယ်ခေါ်လိုက်တာနာမည်မပါဘူးဒါပေမဲ့ကျွန်တော်ခေါ်ရမယ်ကျွန်တော်သိတယ်နောက်ပြီးနှင်းကခေါ်လိုက်တာမှန်လေကျွန်တော်သိလိုက်တယ်စိတ်ကိုထိန်ချုပ်ရင်သူ့ကိုလှမ်းကြည့်လိုက်တော့သူကျွန်တော်ကိုကြည့်နေတယ် မျက်လုံးချင်းအစုံမှာယော့ကျွန်တော်ငိုင်သွားမိတယ်သူကျွန်တော်လှမ်းပေးနေတာကဖတ်ဘူးရောင်ရှူစည်းဘူးလေးပါသူမူးနေတဲ့နေရာမြို့ထဲမှာကျွန်တော်သူ့ကိုပေးခဲ့ဘူးတဲ့ရှူစည်းဘူးလေးပါယူလေနေမဲယူထားလိုက်ပါလား ငါပြတ်မယူခြင်းအခြေချင်းစုံနေကြတော့တာပေါ့သူနဲ့ကျွန်တော်မျက်လုံးချင်းစုံနေကြတာနေနဲ့လနဲ့မျက်လုံးချင်းစုံကြတယ်လို့ပါပဲတလောကလုံး၆ချားသွားလောက်တယ်ပြီးရောရှူသေးဘူးလေးကိုသူ့ပဆိုင်ရည်တဲ့ပြန်ထည့်တယ်ကျွန်တော်က သူ့ကိုမျက်နာမူလျက်ကမျက်လွှာချပစ်လိုက်တယ်။အော်သူ့ခြေောက်ကလေးတွေလွန်လေပြီးသောနှစ်တည်းရလို့လွန်လေပြီးသောနေ့တနေ့ရလို့ရွှေရောင်ဖနက်ကို စီးထားပြန်လေရဲ့ကျွန်တော်ရင်ထဲမှာနင်းရွှေရောင်ဖနက်ကိုစီးထားပြန်တာကို ။ "तू อ่ะခတ်တိုးတိုးပြန်မိတယ်။ဘာဖြစ်လို့လဲ။ဟွန်း။ဘာမှတော့မဖြစ်ပါဘူး။ငါတတိယလို့ပါ။အကြောင်းရုံးငန်းထဲမှာနင်းကိုငါပထမဆုံးစမြင်ရတုန်းကလေ။နင်းအခုလို့ရွှေရောင်ဖက်နဲ့လေးတွေနေပဲ။အဲ့ဒီဖက်နဲ့လေးတွေရဲ့ခလေမှာအစေးရောင်ကြက်ချီကတစ်ခုစီပါတယ်။အော် သူကျွန်တော်ငေးငေးကလေးကြည်နေပါတော့တယ်ကျွန်တော်လည်းမျက်နှာလွှဲဖယ်ထားလိုက်ရင်တပ်ပြင်းခက်ဝါးဝါးကူသာချနေလိုက်တယ်နေပါဦးဟင်နေရဘာဖြစ်လို့အဲ့ဒါတွေအထိမှတ်မိနေရလဲကျွန်တော်ကသူ့ကိုခန့်ငြိမ်ငြိမ်စိုက်ကြည့်လိုက်ရင် ခုမတော့ပြောမနေတော့ပါဘူးအိုးကျွန်တော်ပြန်လည်းငေးဆိုင်ကြည့်ရင်သူ့မျက်နှာလှလှကလေးမှာထူးခြားတဲ့အရေးအယောင်တွေအမျိုးမျိုးလွင်လူးနေတယ်ခဏကြာမှနှကန်းလေးကိုအတွန့်ချိုးပြုံးရင်းအေးလေနင်က ကော်ဖီပကံကိုသာပြောရတာပါဟင်ဘာနင်ငါ့ကိုစော်ကားတာပဲဝုံမိအာတစ်အကျော်ပကံမှောက်သွားပါတယ်နှစ်ရေနွေးဦးကြီးလိမ့်ကျသွားပါတယ်သုံး ဆိုင်ထဲကလူအလုံးအနေဓာတ်တစ်ခုဖြစ်သွားကြပါတယ်လေးကေခိုင်ကဣကနဲ့ငိုချလိုက်ပါတယ်ငါလမ်းပေါ်ကလူတချို့ကစူးစူးစမ်းစမ်းလှမ်းကြည့်ကြပါတယ်နေဟဲကျွန်တော်သူ့ကိုဆွဲယူဖက်နှမ်းပစ်လိုက်တာပါသူ့ကိုကျွန်တော်တင်းတင်းဖတ်ထားတော့သူကကျွန်တော်ရင်ဝင်ထဲမှာခေါင်းဖွက်ထားတယ် နေနေနိုင်ပရင်မလေးအကျော်တိုင်းထဲမှာဘာဖြစ်နေကြလဲမသိဘူးလမ်းပေါ်ကနေလူကနေပေမဲ့ပညာမနေဘူးဆိုတဲ့စကားတိုင်းဆက်စုလာကြတဲ့အမျိုးသမီးကြီးတွေကိုမိုးဆက်ကဖြည့်ရှင်းပေးပါတယ်ဗီဒီယိုရိုက်နေတာဟဲထင်သားပဲကြည်စမ်းအစိုးရကြီးကထင်သားပဲမင်းသမီးကလေးကအစ်စ်ထင်တယ်နော် လှလိုက်တာနေပေါင်းသူဝတ်ထားတာအင်ဒိုနီးရှားပါတိတ်မို့လားဆိုင်ကားသမားတယောက်ကလည်းလာမေးတယ်အခုကားနမေကဘာတော့မြကားနမေကတဏီယာကိုသွားတော့မှဖြစ်မယ်ကိုသည်ဟာတဲ့တဏီယာကိုတော့သွားမှဖြစ်မယ်ကိုသည်ဟာอืมရှည်လိုက်တာဗျာကျွန်တော်ကရင်ဝင်နေရနှင်းကိုငုံကြည့်ရင် နေလာထသွားကြမယ်နေကမျက်ရည်ဆူဆွနေတဲ့မျက်လုံးလေးတွေနဲ့မော့ကြည့်တယ်ဘာမှမမေးပဲထလာတယ်လာကားလန်းကိုအပြေးတစ်ပိုင်းသွားကြပြီတက္ဆီတစ်စီးကိုလက်တားလိုက်တယ်ကားရဲကိုအလှမြန်ဝင်တယ်ဘယ်သွားကြမှာလဲဆရာ ျွန်တော်တို့တက်စီကိုကားတစ်စီးကကြော်တက်သွားတယ်အဲ့ဒီကားထဲမှာဝတ်စုံပြီးဝတ်ထားတဲ့တရားသူကြီးတယောက်ပါသွားတာလှမ်းတွေ့လိုက်လို့အဲလိုက်လိုက်အဲ့ဒီကားကိုသာမှီအောင်လိုက်ဗျာအဲဟုတ်ကဲ့ကျွန်တော်တို့ရဲ့ကားလေးဟာတရားသူကြီးမင်းရဲ့ကားနောက်ကိုတဟုန်တို့လိုက်ပါတော့တယ်နင်းကျွန်တော်နာနာကပ်ပြီးဘာလို့မလို့လဲလို့ တိုးတိုးလေးမေးတယ်ကျွန်တော်ကဘာမှမပြောပဲသူ့လက်နဲ့ကျွန်တော်လက်ကိုယူပြီးထပ်ပြလိုက်တယ်အိုးတဲ့သူရှက်လဲရှက်ပျော်လဲပျော်သွားတယ်ကျွန်တော်ပခုံးပေါ်သူ့ခေါင်းကိုမှီလိုက်တယ်မျက်လုံးအဆုံးကိုမှိတ်ထားလိုက်တယ်ဒါပေမဲ့စိတ်လှုပ်ရှားနေပုံရတယ်နှကန်းလေးတွေတဆက်ဆက်တုံးလို့နေရဲ့ ကျွန်တော်သနားလိုက်တာသူ့ပစံအိတ်တွေကဖတ်ဘူးရောင်ရှူစေးဘူးကလေးကိုထုတ်ယူလိုက်ပြီးသူ့လက်ထဲထည့်ပေးလိုက်တယ်သူ့မျက်လုံးလေးတွေပြန်ပွင့်လာတယ်ရှူနေရှေ့ကတရားသူကြီးမင်းဟာနောက်ကကျွန်တော်တို့လိုက်လာတာကိုသိသွားတယ်ဘလို့အတွေးပေါက်တယ်မသိပါဘူးဒါမှမဟုတ်သူ့ဘာသာဘာတွေကြောက်နေတယ်မသိပါဘူးစက်ကုံမြင်ပြီး မောင်းပြေးပါတော့တယ်လိုက်ပြမိအောင်သာလိုက်ကျွန်တော်တို့ကားလေးလေဒရမချန်းကို နောက်ကလိုက်ပါတော့တယ်ဒရိုင်ဘာကနောက်ကြည့်မှန်းသုံးလေးကလှမ်းကြည့်ရင်ကျွန်တော်တို့နောက်ကလည်းကားတစ်စီးပါလာတယ်ကျွန်တော်နဲ့နှင်းနဲ့ခြာကနေလှည့်ကြည့်မိတယ်နှင်းမျက်နှာကလေးနည်းနည်းပြတ်သွားတယ်ဟာ ဲ့ဒါအိမ်ရကဖေဖေလိုက်လာပြီ driver ဝင်ပြောတယ်အဲ့ဒီကားကိုလေဟိုနောက်ကကားဖြူလေးကလိုက်နေတယ်အင်းအင်းအဲ့ဒါကဥကူကူအောင်ကားဂျူကကျွန်တော်ကနောက်တော့ပါကားတွေကိုလှည့်ကြည့်ရင်နှက်ခန်းကို ရှာနဲ့တတ်နေမိတယ်ဘီအင်းသူတို့နောက်ကလေနောက်ထပ်ကားတစ်စီးပါလာပြီ မိုးဆက်တို့ကိုကောက်ရိုးတို့ကအေလင်းချူပါပါလာပြီနင်းနေကျွန်တော်တယောက်မျက်နှာတယောက်ကြည့်မိကြပြန်တယ်ရှေ့ကားဟိုသာမှီအောင်လိုက်ဗျာဒရိုက်ဘာကကားကိုအရှိန်ဆက်မြင့်လိုက်တယ်ကားလမ်းပေါ်မှာဟွန်းတန်နေညံပြီးကားပြိုင်ပွဲဆန်လာတယ်ရှေ့ရတရားသူကြီးမင်းကလေကျွန်တော်တို့ကားကိုလှဲ့လှဲ့ကြည့်တယ် ကျွန်တော်တို့ကလည်းနောက်ကကားတွေကိုလှည့်လှည့်ကြည့်တယ်။အဲဒီလိုနဲ့ပဲနှင်းရဲ့အော်တန်လေးထတ်ထွက်လာပါတော့တယ်။ဂျူကနောက်မှထပ်ပါလာပြန်ပြီ။ဘာလဲဘသူတွေလဲ။မွန်မော်တော်ဘီဂယ်ရီ။ဟောဗျာ။ရှင်နှင်းရဲ့ဆိုင်ကယ်နှစ်စီးကလည်းဝီစီတရှိရှိမှုတ်ပြီး နောက်ဆုံးကလိုက်လာပါပြီ။ကျွန်တော်ကတော့ driver ကိုပြောလက်ဆစကားပဲထပ်ပြောလိုက်တယ်ရှေ့ကောက်မှီအောင်လိုက်ဗျာနေဘာလဲအာကောင်းကောင်းမုံမုံထူးစမ်းဟာထူးတာပဲရဟုတ်ပြန်ထူးကြည့်ပြန်ခေါ်မယ်ကဲ နေပြောဟာကျွန်တော်မျက်နှာရှုပ်မဲ့သွားတာကိုကြည့်ပြီး तू တခိခိရီးပါတယ်ကျွန်တော်ကသူ့နရွက်ကို အလိုမကျသလိုလိန်ဆွဲမဲ့ဟန်ပြုတ်တော့ तू ကခေါင်းကလေးတိမ်ပြီးလက်ကလေးတကာကလှုပ်ပါတယ်လာမလှုပ်နဲ့နော်စောက်ကောင်လေးအောင်မငါ့ကိုများဟုတ်တယ်စောက်ကောင်လေးဟာ သူ့ပြောလေးကြောင့်ကျွန်တော်မှမခံခြင်းလည်းဖြစ်ရည်လည်းရည်ကျင်လာပါတယ်။သူကမျက်နှာလေးမော့ပြီးနှာခမ်းလေးမဆုတစုနဲ့နင်းငါစိတ်ထဲကအဲ့ဒီလိုခေါ်ခဲ့ရတာကြာပြီ။ချစ်လို့ခေါ်တာပဲလေခေါ်ဖို့သူ့မျက်စောင်းလေးဝင်းငနဲ့ရောက်လာပါတယ်။ဒါလည်းလာတာပါပဲ။ချစ်မျက်စောင်းဆိုတာ သိတ်ဆွဲလန်းစရာ ကောင်းမှန်းခုတော့ကျွန်တော်သိပြီသိတ်ချစ်တာပဲနှင်းဟဲစင်းကြသွားတဲ့မျက်တောင်ကုတ်ကုတ်ကလေးတွေကိုကျွန်တော်ရှိုက်နှမ်းလိုက်တော့နှင်းရလေတူတူကလေးပြန်ပြောတယ်အတူတူပဲပေါ့မောင်ရဲ့ခုတော့လေအရာအလုံးပြီးဆုံးခဲ့ပါပြီနှင်းရဲ့ဖေဖေကကျွန်တော်နဲ့နှင်းကို သဘောတူလိုက်ပါပြီအန်ကေဦးမောင်မောင်တစ်ချက်မှားသွားတာဟာငါ့ကိုပြောတယ်မင်းငါသမီးကိုခိုးလို့ရရင်ယူတဲ့ပြီးတော့နင်းကိုအဆောက်အချက်တွေမသိမသာချပစ်လိုက်တယ်အဲ့ဒီမှာမှားသွားတာဘယ်လိုမှားတယ်လဲပြောပါဦးနင်းကိုအဲ့လိုသွားလို့လို့မရဘူးဆိုတော့ငါသိတာပဲနင်းကိုယုံကြည်မှုပေးပြီးလွတ်လွတ်လပ်လပ်ပဲထားရင် နင်ကနင်းအဖေဘက်မှာပဲရက်တည်ရင်ရက်တည်ပေးသွားမှာခုနင်းကိုပါတိတ်မယုံသလိုအဆောက်အချက်တွေချပစ်နေတော့နင်းကအဲ့ဒါကိုကန်ထွက်ပြီးငါဘက်ကအရှိန်ဟုန်နဲ့ရောက်လာတာပေါ့အော်ဟုတ်လားအဲ့လိုလားသူကကျွန်တော်ပြန်နောက်နေတယ်ကျွန်တော်စကားကိုလေတိတ်မလေးနံ့အောင်ဖော့ပစ်နေတယ်ဘာပဲပြောပြောသူ့ကိုကျွန်တော်လေးစားပါတယ် သူတတ်သိရှိတယ်ပြီးတော့ပြက်တယ်နင်ဟွန်းနင်ပြောနင်ဘာလဲမောင်ရဲ့တို့ရီကလေးတွေအများကြီးမွေးမယ်နော်အေးမွေးမယ်ကြည်စမ်းဘလောက်ချစ်စရာကောင်းတဲ့ကျွန်တော်မိန်းကလေးပါလေဒါပေမဲ့ဆက်ပြောတဲ့စကားကတော့ ိတ်မမိုက်လာဘူးနင်းဦးပါငါပြန်မွေးပြင်မယ်ဗုဒ္ဓောနောက်တော့ तू ကကျွန်တော်ကိုစကားကြီးအများကြီးပြောပါတယ်လွမ်းစရာ ပြောစရာရင်မောစရာသူ့ဘက်ကခံစားချက်တွေကျွန်တော်တမျက်တနူနားထောင်နေခဲ့ရာအိုးနောက်ဆုံးမှ तू ကမှတ်မှတ်ရရပြောလာပါသေးတယ် သူအခုစီးနေတဲ့ရွှေရောင်ဖနက်မှာအစဲရောင်ကြက်ချီကတ်တွေမပါတော့ဘူးတဲ့ဟုတ်ကဲ့ပါ စိုင်းစရာတာယာမင်းဝေရဲ့ရွှေဖနက်မှာအစဲရောင်ကြက်ချီကတ်နဲ့ကောင်းပါလေးဆိုတဲ့ဝတ္ထုဇက်သိမ်းပိုင်းကိုကျွန်တော်ຫນွေလင်းဟန်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်နားဆင်ကြကြတဲ့ဒုညာပရိသတ်များအားလုံးပဲစိတ်ရှိကြံကိုမာတွေ့လို့ အိပ်စစ်တန်လိုရာပြေကြပါစေ။ကျေးဇူးတင်ပါတယ်။